နနာအခုပြပြမယ်ကျက်စီထမင်းနဲ့ကျက်ကင်လုံနေရလီတအားလွယ်တာမို့လို့လူတိုင်းအိမ်မှာလိုက်လုစားနိုင်လိမ့်မယ်နနာဒီနေ့ကျက်စီထမင်းစားကြနေရသလားဒါပေမဲ့ဝဲတော့မစားတော့ဘူး तू อ่ะအိမ်မှာရှိရလေးနေပဲလွယ်လွယ်ကူကူချက်စားလို့ရတာဆိုတော့ရေခဲတက်တာထဲမှာဘာရှိနေလဲဆိုတော့နနာတစ်ချက်ကြည့်လိုက်မယ်နော်ဟာအတော်ပဲဒီမှာစက်သားလေးနည်းနည်းရှိနေတယ် အဲ့ဒါလေးတို့กินမယ်ခိုချက်ဒီချက်ချက်ပြီးတော့ပိုနေတယ်တက်ရည်ခွန်းနဲ့တက်ရိုးလေးတွေလည်းရှိတယ်အဲ့တော့သူတို့တွေကိုသုံးပြီးတော့ကျက်စီချမင်းနဲ့ကျက်ကင်ကိုလူတိုင်းအိမ်မှာလွယ်လွယ်ကူကူလုပ်လို့ရမယ့်နည်းလေးကိုနည်းနည်းပြပြပေးသွားမယ်နော်အရင်ဦးဆုံးကျက်ပြုတ်ရည်လေးလုပ်ကြမယ်နော်ပိုးပွက်စုနေတဲ့ရည်နွေးသေးကိုဂျင်းအခွန်ကျန်းတစ်ထပ်ပဲခွာထားတဲ့ကျက်သွန်ဖြူ ကျက်သွမ်းကလေးတွေကိုထည့်ပါမယ်။ပြီးရင်ကြက်ရိုးလေးတွေထည့်မယ်။ကြက်သားအောင်ကြတာလေးနနာကင်းပါပြီမဲ့ကင်းတဲ့အချိန်မှာပို့ပြီးတော့မြန်သွားအောင်နဲ့အထဲကအသားကလည်းပေါ့နော်ဆူဆူအီအီလေးဖြစ်နေအောင်လို့ဒီရင်ွေးထဲမှာပဲခဏလေးတစ်ချက်ပြုတ်မယ်နော်။နနာလေးအိမ်မှာကြံနေတဲ့ကြက်ရိုးလေးနည်းနည်းလေးကိုပဲထည့်သုံးထားတာဆိုတော့ပေါ့နော်ကြက်ပြုတ်ကြီးကိုစက်သားအရသာလေးပို့ပြီးတော့ကဲကျင်တယ်အဲ့တော့ကြောင့်မို့နနာခနောစက်သားမုတ်ကလေးကိုအရသာဖြစ်ဆွတ်တဲ့အနေနဲ့ထည့်လိုက်မယ်နော် ခနောချက်သားမုံမာလीအရေးအသွေးမြင့်ချက်သားစစ်စစ်ပါတာမို့လို့ဥပမာနနာတို့အခုလိုမျိုးပေါ့နော်ကိုချက်တဲ့စားစရာမှာချက်ရိုးနဲနေရမျိုးချက်သားနဲနေရမျိုးဖြစ်တယ်ဆိုရင်လေချက်သားရဲ့အနံ့အရသာကိုပိုကဲခြင်းသူ့ကိုထဲ့သုံးလို့တအားအဆင်ပြေတယ်ပြီးရင်စားလေးနဲ့ထည့်ပြီးတော့မီးနေတော်လေးနဲ့တဲထားလိုက်မယ်နော်နနာကလေချက်သားတွေကိုกินအောင်မှဖြစ်တော့ကြအောင်မို့လို့အာဒီအစ်စ်မှာတအားကြီးနူးရွားမျိုးမလိုချင်ဘူးပေါ့နော်ဒါကြောင့်15မိနစ်လောက်ကလေးခဏပြုတ်ပြီးပြီဆိုတာနဲ့နနာပြန်ဆယ်လိုက်မယ်နော် ဒါဆိုရင်အခုကျက်စီထမင်းစချက်ပြပါမယ်။ကျက်စီဖက်ကလေးတွေကိုအိုးမှာအပူပေးပြီးတော့အရင်ဦးဆုံးစီထုတ်လိုက်ပါမယ်။ဒီလိုမျိုးကြက်စီကိုထုတ်တဲ့အချိန်မှာပေါ့နော်တစ်ချက်သတိထားမှာကကျွန်တော်တို့ကမီးအေးအေးလေးနဲ့ထုတ်ရပါမယ်မီးပြင်းလို့မရအောင်နော်မီးအေးအေးလေးနဲ့ဆစ်ရှိရှိလေးထုတ်တော့မှစီရဖြည်းဖြည်းချင်းစိမ့်ထွက်လာမှာဖြစ်ပါတယ်စီရတော်တော်များများထွက်လာပြီဆိုရင်တော့ကြက်စီဘက်တွေကိုဆယ်လို့ရပါပြီပြီးရင်ဒီကြက်စီလေးတွေပို့ပြီးတော့မှွေးသွားအောင်တပြားရိုက်ထားတဲ့ကြက်သွန်ဖြူနဲ့ဂျင်းလေးတွေကိုထည့်ပြီးတော့စီတက်လိုက်ပါမယ် နနာကြတော့လေတက်စီထမင်းထဲမှာအဲ့လိုကြက်သွန်ဖြူတွေဂျင်းဖတ်တွေဘောနော်ရှုပ်နေတာမကြိုက်တော့အခုလိုမျိုးစီတက်ပြီးမှွေးဝါပြီဆိုတာနဲ့အဲ့ဒီကြက်သွန်ဖြူရောဂျင်းတွေရောပြန်ဆယ်လိုက်ပါမယ်အခုကတော့ရေဆေးထားတဲ့ဆန်တွေကိုဒီစီမွေးထဲမှာထည့်ပြီးတော့ဖြည်းဖြည်းချင်းလှော်ပေးပါမယ်ဒီစင်မာလေးဆန်နဲ့ကိုအရသာဝင်ပြီးတော့ပုံမွှေးသွားအောင်ဒနာခနောချက်သားမုတ်ကလေးနည်းနည်းကိုပါထည့်လိုက်ပါမယ်။သူကလေထည့်သုံးလိုက်တာနဲ့ကိုချက်နေတဲ့စားစရာလေးရပါတော့ ို့ပြီးတော့မှုေးသွားတယ်လို့ခန်းစားရတယ်။ချက်ပြီးတဲ့အခါမှာလည်းဟင်းလျာရဲ့အနံ့အရသာကိုပို့ပြီးတော့ကောင်းစီရဲပေါ့နော်။အဲ့ဒါကတော့တခြားချက်သားမှုတ်တွေနဲ့မတူတဲ့ခနောရဲ့ထူးခြားချက်လို့တော့နနာချင်တယ်။အိမ်မှာခနောချက်သားမှုတ်သုံးနေတဲ့အင်ရှင်မရဲ့ရှိရဆိုရင်လည်းဘလို့ထူးခြားချက်တွေကြောင့်ခနောချက်သားမှုတ်သုံးဖြစ်နေလဲဆိုတာကို comment ထဲမှာမျှဝေပြီးသွားအောင်နော်။နနာကစစ်စီထင်မြင်လုပ်တဲ့အခါမှာခုနပြုတ်ထားတဲ့ချက်ပြုတ်ရည်ကိုလည်းထည့်သုံးပါ။အဲ့တော့ချက်ပြုတ်ရည်ထဲမှာလည်းနနာအရသာတွေကိုစက်ဟတ်ထားတယ်။ဒါကြောင့်ခနောချက်သားမှုတ်နည်းနည်းကိုပဲနနာထည့်တာ။အဲ့တော့ကိုကနနာလိုမျိုးချက်ပြုတ်ရည်ကိုမသုံးဘူး ုးရေနဲ့ပဲချက်မယ်ဆိုရင်တော့ဒီအဆင့်မှာစားလို့เนาะခနောချက်သားမဟုတ်ဘူးကိုရိုးသလိုခေဆွတ်ပြီးတော့ဒီမှာတခါတဲ့အရသာအတွင်းလို့ရပါတယ်။ကဲစံလေးတွေကလည်းတော်တော်မှွေးလာပြီဆိုတော့ချက်မဲ့ဦးထဲကိုပြောင်းလိုက်တော့မယ်နော်။ပြီးရင်ခုနကလှုပ်ထားတဲ့ကြက်ပြုတ်ရည်ကိုပေါ့နော်။ကိုပုံမှန်ထမင်းချက်တဲ့ရေချင်းအတိုင်းပဲထည့်ပါမယ်။ကိုရဲ့ဆန်အစ်စ်ဟောင်းပေါ်မှာမူတည်ပြီးတော့ကိုချက်နေကြရေချင်းအတိုင်းကိုပဲထည့်ပေးပါနော်။ပြီးရင်ကိုထမင်းချက်တဲ့အတိုင်းခလုတ်နှိပ်လိုက်ရပြီ။ ပိုနေတဲ့ကြက်ပြုတ်ရည်ထဲမှာတော့ဟင်းရည်အနေနဲ့တောက်လို့ရအောင်မုံလာဥဖြူလေးတွေကိုထည့်ပြီးတော့တည်ထားလိုက်ပါမယ်အခုကတော့စပားခင်နှပ်ဖို့အတွက်အရသာဆက်ပြပါမယ်။ကျွတ်သွန်ဖြူနဲ့ဂျင်းကိုအရေးညှစ်ထည့်မယ်။ပဲငန့်ပြားရဲ့အကြီးပဲငန့်ပြားရဲ့အနောက်ကလေးကိုကနည်းနည်းလေးပဲထည့်မယ်။အချိုအရသာလေးအတွက်တကြားဒါမှမဟုတ်ဘူးဆိုရင်ပြားရည်လေးကိုထည့်ပါမယ်။ခနှောစပားမှုတ်ကလေးကိုထည့်မယ်။စားနဲ့ညိုကောင်းမှုတ်နောက်ဆုံးမှာစီလေးနည်းနည်းကိုပါထည့်ပြီးတော့ဒီလိုမျိုးတမသွားအောင်ရောမှွင့်လိုက်ပါ။ ိတ်ဆက်ထားတဲ့ sauce ရည်လေးကိုခုနပြုတ်ထားတဲ့တသားရည်နဲ့တစ်ခါရင်နေလိုက်ပါမယ်နော်ဒီနေရာမှာလေးတသားအစိမ်းကိုလည်းတစ်ခါရဲဒီလိုအရသာနေပြီးတော့တန်းကင်လို့ရတယ်နော်အဲ့တော့အခုလိုနေပြီးသွားပြီဆိုရင်အနည်းဆုံးမိနစ်30လောက်အရသာနှက်ထားပေးလိုက်ပါအရသာဝင်သွားပြီဆိုရင်စကင်ပါမယ် กินน้าจ้ารอเลยเนี่ยนะรู้ไตตาเนี่ยกินรู้อย่างได้อาร์เวนเนี่ยไปกินกินแอร์ฟรายเนี่ยไปกินกินပြီးတော့အချို့ဆိုမီးသွေးနဲ့กินကြရလဲရှိရယ်ပေါ့เนาะအဲ့တော့ဒါကိုအဆင်ပြေရနဲ့กินမှာနနာတော့အာဗန်လေးနဲ့ပဲกินလိုက်ပါမယ်ရှင်ဒီနှက်ထားတဲ့အရေလေးကိုကြာပါလေးနနာတော့မသွန်ပြစ်နေအောင်တည်လားဒီကြက်กินရာကန်နီလေးမှာပေါ့เนาะသူ့အပေါ်ကနေပြီးတော့တစ်ထပ်ကုတ်တင်လေးတုံမယ်နော်10မိနစ်လောက်ကြိုပြီးတော့အပူပေးထားတဲ့အာဗန်လေးထဲကိုထည့်လိုက်မယ်စသားလေးကအယောင်ပြောင်းပြီးတော့ကြက်ခါနီဖြစ်ပြီဆိုရင် ခဏထုတ်ပြီးတော့ခုနချန်ထားတဲ့အရသာအရေးလေးကိုတုတ်ပေးလိုက်ပါမယ်။ပြီးရင်တော့ဟိုဘက်ဒီဘက်လှန်ပြီးတော့ပြန်ကင်ပေးမယ်။ကဲကြက်ကင်မှုမှုအီအီလေးရတော့ရသွားပါပြီရှင်ကြက်စီထမင်းစားတဲ့ခါမှာအခုလိုမျိုးကြက်ကင်လေးနဲ့စားရတာကြိုက်လားကြက်သားပေါင်းလေးနဲ့စားရတာကြိုက်လားဒါမှမဟုတ်ဘူးဆိုရင်ကြက်ကြော်လေးနဲ့စားရတာကြိုက်လားဆိုတာကို comment ထဲမှာဖြည့်ပေးသွားကြအောင်နော် ကဲအခုဆိုရင်ကျက်စီထမင်းလေးလည်းရနေပြီကဲထမင်းသားလေးကကော့ပြီးတော့လीအနံ့လေးကလည်းမှွေးနေပါပဲပရက်ဆာဘူးအတွက်ကကြတော့သခွားသည်နနံမင်းနဲ့ Thai nail စီ အချိုလေးနဲ့ပဲတွဲပြီးတော့ပြင်ထားလိုက်မယ်နော်ဟုတ်ပြီပွဲစားပြင်ကြမယ် ားလေးတဲ့ခါမှလေးတခုပြပြချင်တာကစက်သားကိုမလှီးခင်မှာပေါ့နော်ဒီလိုမျိုးဓားပြလေးနဲ့ဖိချလိုက်နော်အဲ့လိုဖိချလိုက်ခြင်းအပြင်အထဲမှာကျင့်နေတဲ့အသားတွေဘာရှိရဲဆိုရင်အသားလေးကကွဲသွားပြီးတော့မမွှားရွရွလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးကတော့လျှို့ဝှက်ချက်တခုပါရှင် ုတ်ကဲ့အခုဆိုရင် တော့လောက်ရလဲလွယ်ပြီးတော့အရသာလဲတအားရှိတဲ့ကျက်စီထမင်းနဲ့ကျက်ကင်လုံးလေးကိုအားလုံးတိသွားကြလိုက်ပြီလို့ထင်ပါတယ်ရှင်။နနာပြပြသွားလေးရအကျိုးရှိရလား။အိမ်စားဖို့ပဲဖြစ်ဖြစ်အလူအတန်းလုပ်ဖို့ပဲဖြစ်ဖြစ်အားလုံးအတွက်အဆင်ပြေလိမ့်မယ်လို့နနာထင်ပါတယ်ရှင်။နနာကတော့ချက်ပြီးပြုတ်ပြီးပြီဆိုတော့လေ။အိုးခွက်ပကံလေးတွေဆေးပြီးတော့နနာဒီဗီဒီယိုလေးကိုနှုတ်ဆက်လိုက်ပြရစီရှင်။ ဟုတ်ကဲ့ဒီနေ့တာတာဝန်နေအားလုံးပြီးသွားပါပြီရှင်။နန္ဒာပြပြသွားတဲ့စက်စီထမင်းလုံနီးနဲ့စက်ကင်လုံနီးလေးကိုသဘောကျရဲဆိုရင်ဒီဗီဒီယိုလေးကို like and share လုပ်သွားဖို့လည်းမမေ့ပါနဲ့နော်။